ဒီနေ့ကျွန်တော်မိတ်ဆွေတို့ကိုဒီစီးပွားရေးလုပ်တဲ့အခါမှာအရေးကြီးတဲ့အချက်တစ်ခုမျှဝေပေးချင်တာပါအဲ့ဒါကတော့ကိုယ့်ရဲ့ဒီတိတ်ခါဖယ်ပြီးတော့ငွေရှာဖို့ဘယ်တော့မှမစင်စားပါနဲ့အခုဒီနေ့ကျွန်တော်တို့နီးပညာတွေဖွံ့ဖြိုးတိုးတက်လာတဲ့နောက်မှာပေါ့နော်ဟိုသတိပြုစရာအချက်တွေလည်းအင်ပါတန်များလာပါတယ်အထူးသဖြင့်ကျွန်တော်တို့ကဒီ online platform ကိုရက်တည်ပြီးတော့နော်ကိုယ့်ရဲ့ career ပေါ့တနည်းအားဖြင့်ကိုယ့်ရဲ့အတ္တမူဟန်းကြောင်းနော်ဒါတွေကိုကျွန်တော်တို့ရက်တည်နေကြတဲ့သူတွေဆိုရင်ပို့ပြီးတော့ကျွန်တော်တို့သတိချက်ရပါတယ် ဘာဖြစ်လို့ဆိုတော့ public မှာเนาะကိုယ့်ရဲ့ဒီပုံရိပ်တွေနောက်တစ်ခုကကိုယ့်ရဲ့အဲ background တွေပေါ့เนาะအားလုံးပေါ့ကိုယ်နဲ့ဆက်ဆက်တဲ့ဟာတွေအားလုံးကိုကျွန်တော်တို့ကဟိုဒီမှာရင်းနှီးမှုပြုတ်ပြီးတော့ဘာလို့ရလဲဆိုရက်တီချာဒီနေရာမှာအဲတချို့ကဒီငွေရလွယ်တယ်ဆိုတော့เนาะဟိုပုံစံမျိုးတွေနဲ့အဲဒီဘက်နောက်ပိုင်းဆိုရင်ဒီ online ကပေးတဲ့ဝင်ငွေတွေပေါ့ဗျာเนาะဥပမာ YouTube လို Facebook လို TikTok လို့အစရှိတွေဖြစ်ပေါ့เนาะအဲ့တော့ဒီလိုဝင်ငွေတွေအပေါ်မှာတဖြည်းဖြည်းနဲ့ဘာဖြစ်လာလဲဆိုတော့ကျင့်ဝတ်တွေ လွတ်လာပြီးတော့နောက်တိတ်ခါတွေနော်ကျွန်တော်တို့ယင်းပြီးတော့နော်ဒီဝင်ငွေပေါ်မှာ content ဖန်တီးမှုတွေမှာလွဲချော်လာတာကြီးလေဒါအများကြီးတွေ့ရပါတယ်အဲ့တော့ဒီ content တခုဟာဒီ online မှာဘယ်လို content မျိုးဆိုရင်နော်ပေါက်နိုင်တယ်ဘယ်လို content မျိုးဆိုလူစိတ်ဝင်စားတယ်နော်သိနိုင်တယ်သို့တော့အဲ့ဒီ content တွေစဉ်းစားတိုင်းမှာဘယ်တော့မှကိုယ်တိတ်ခါကိုဖယ်ပြီးမစဉ်းစားပါနဲ့တိတ်ခါကိုယင်းနှီးမှုပြုတ်ပြီးတော့နော် content တွေဖန်တီးခြင်းဟာ တစ်ချိန်မှာနော်ကိုယ့်ရဲ့ကြာဆုံးမှုစီကိုဥတည်သွားလိမ့်မယ်တစ်ဖက်မှာဝင်ငွေတွေတော့ရနေလိမ့်မယ်ဒါပေမဲ့တစ်ဖက်မှာကိုယ့်ရဲ့သိခါတွေတဖြည်းဖြည်းနဲ့ဆုံးရှုံးသွားတယ်နောက်မကောင်းတဲ့အကျင့်တွေတနည်းအားဖြင့်ကိုသည်ဒီငွေရလိုမှုတစ်ခုတည်းအပေါ်မှာကိုယ်သိခါကိုတန်ဖိုးမထားတော့ဘူးကိုကိုချင်းတရားကိုတန်ဖိုးမထားတော့ဘူးကိုရဲ့ဇာတိဓာတ်တွေကိုတန်ဖိုးမထားတော့ဘူးเนาะအဲ့ဒီမကောင်းတဲ့အကျင့်စရိုက်တွေကို့မှာတဖြည်းဖြည်းချင်းကိန်းလာတာဟာကြီးမားတဲ့ဆုံးရှုံးမှုဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့က online platform ပေါ်မှာပဲဖြစ်ဖြစ်เนาะဘယ်ဘယ်နေရာမှာပဲဖြစ်ဖြစ်နော်စီဝိုင်းနေပယ်မှာပဲဖြစ်ဖြစ်ဘယ်ခန္ဓာဘယ်နေပယ်မှာမဆိုးကိုယ်သိက္ခာကိုဖယ်ပြီးတော့ဝေရှားဖို့မစင်စားပါနဲ့ကိုယ်သိက္ခာကိုဖယ်ပြီးတော့အောင်မြင်မှုရှာဖို့မစင်စားပါနဲ့